ကိုချင်းတရားမကောင်းလို့ရှင်ជីវတ်တုတ်တက်တယ်ဆိုတာလောကမှာမရှိဘူးကိုချင်းတရားပြက်ပြားသွားတဲ့ပုဂ္ဂိုလ်ဟာစီးပွားဥစ္စာလည်းပြက်တာပဲကိုချင်းပြက်သွားရင်စီးပွားဥစ္စာပြက်တယ်နိမိသားစုထဲမှာဖြစ်စေအလုံးဟာဒီလူဟာဖောက်ပြန်တယ်ကိုချင်းတရားပြက်ပြားတယ်ဆိုတဲ့ပုဂ္ဂိုလ်တရားជីវွားဖို့ရခဲ့ရင်ခဲရင်သွားတယ်ပေါ့ဒါကြောင့်မို့ကိုချင်းတရားမပြက်ပြားရဘူးကိုချင်းတရားလို့ဆိုတဲ့နေရာမှာအဓိကအရေးကြီးဆုံးကတော့ ပါဏတိပါတာဝေရမဏိအာဒီနန္ဒနာဝေရမဏိစတဲ့၅ပါးသီလပဲဖြစ်တယ်၅ပါးသီလဟာအလွန်တမိုးကြီးမားပြီးတော့ကောင်းကျိုးချမ်းသာတွေကိုပေးတဲ့နေရာမှာဒါနတဲ့ပုံမြင်မာတဲ့အကျိုးဖြစ်ပေါ်စေတယ်ဒါကြောင့်မို့သီလဆိုတာကိုအလေးနဲ့ထားကြရမှာဖြစ်တယ်မြန်မာလူမျိုးတွေကသီလနဲ့ဒါနကိုအလေးနဲ့ထားနေကြတယ်ကိုချင်းသီလကိုပို့ပြီးတော့အလေးနဲ့ထားကြရမှာဖြစ်တယ် ဘုရားဝတ္တဝင် ဖြစ်လာပြီဆိုတဲ့အချိန်ကစပြီသူများတဲ့မတတ်ဖို့ရှောင်ကျင်မယ်သူများဥစ္စာမတရားမယူဖို့ရှောင်ကျင်ရမယ်ဒါတွေဟာလောကမှာရာဇဝမှုတွေသာလင်ဖြစ်တယ်ပေါ့တေချာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒုဥတွေကဒီပါဏာတိပါဒကို ခွဲခြားထားတော်လဲပဲရသော်ဘုရားရဲ့တဘာဝဥပဒေကြတော့တတ်တယ်ဆိုတာမြည်သည့်တဘာဝကိုမှမတတ်ရဘူးဒီလိုဆွလို့တယ်နော် ပြည်သည်တော်ကိုမမတတ်ရဘူးမတတ်ချင်းဖြင့်ကိုကိုကိုအကြောင်းပြုပြီးမြည်သည်တော်ဝါမှဘဝတစ်ခုဆုံးရှုံးသွားတာမရှိဘူးအားလုံးပေါ်မှာမတတ်ယုံနေမဟုတ်ဘူးမေတ္တာထားတယ်အကျင့်နာတရားထားတယ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့ဆက်ဆံကြမှာဒီလိုဆုလို့တဲ့ပေါ့နော်အဋိဏဒါနကာမိသူမိစ္ဆာစာရဆိုတဲ့ဒီ၅ပါးသီလတွေဟာလည်းပဲအမှန်တမ်းအရေးအရေးကြီးတဲ့အရာတွေပဲဖြစ် အရိနာဒါနဆိုတာသူတော်မပေးတဲ့ပစ္စည်းကိုနှီးမျိုးစုံနဲ့ယူတာခိုးရမှအရိနာဒါနမဟုတ်ဘူးတိုက်ခိုက်လူယူမှအရိနာဒါနမဟုတ်ဘူးအကောင်းနဲ့အဆိုးဆိုးတဲ့အကောင်းနဲ့ကိုအဆိုးထက်ရောင်းတာလဲအရိနာဒါနပဲနော်မမမကန်ရောင်းဝယ်တာဒီမှန်သမျှအရိနာဒါနပဲလိန်နီမှုဒီသူများပစ္စည်းကိုတနည်းနည်းနဲ့ရအောင် လုပ်တာဒီမှန်သမျှအရိနာဒါနထဲမှာပါတယ်ပေါ့ဒါကြောင့်မို့ ဒီသီလဟာလည်းပဲအတ္တမအရေးကြီးခြေပွားတိုးတက်ခြင်းလို့ရှင်ပါဏတိပတ္တလည်းလုံရမယ်အရိဏတနာလည်းလုံရမယ်ကာမိတုမိစ္ဆာသာရလူခုံသိက္ခာကာမိတုမိစ္ဆာသာရကရှောင်ကျင်မှလူခုံသိက္ခာဆိုတာပြေဝါရှိတယ်အဲ့ဒီလူခုံသိက္ခာကိုထိမ့်သိမ်းဆောက်ရှောက်မှုဆိုတာလည်းအတ္တမအရေးကြီးတယ်မုတဝါဒတစ်ဖက်သားအကျိုးပြပြသောအောင်လိန်လီလိစားပြီးပြောကြခြင်းမှရှောင်ရမယ် မရှောင်နိုင်ဘူးဆိုလို့ရှိရင်တစ်ဖက်သားအကျိုးတွေပျက်စီးသွားတယ်။အဲ့ဒီပျက်စီးအောင်လှုပ်ခြင်းကြောင့်တုံ့ပြန်လာတဲ့အကျိုးကကိုယ့်အကျိုးတွေပျက်စီးမှာပဲဖြစ်တယ်။ဒါကြောင့်မို့ကြီးပွားတွေ့တဲ့မှုမရနိုင်ဘူး။သူရမေရိယဆိုတာတော့မပြောနဲ့တော့။ဘုရားစေဝါစားသုံးနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အတွေ့အကြံတွေဟာမှန်ကန်မှုမရှိနိုင်ဘူး။လူလောကမှာလူဘဝရလာတဲ့အခါမှာတန်မိုးရှိတဲ့တတိတွေတန်မိုးရှိတဲ့ပညာတွေအကြီးချင်းတွေဟာ မူရစေဝါကြောင့်ဆုံးရှုံးသွားနိုင်တယ်ပေါ့ကို့မှာជីវတ်တိုးတက်နိုင်အောင် လုပ်နိုင်တဲ့အရေးချင်းတွေဟာဆုံးရှုံးသွားတယ်ကိုရင်ဆုံးရှုံးလာလားလို့ဆိုမဟုတ်ဘူးကိုနဲ့ပတ်သက်လာတဲ့ပုံကိုယ်ကြီးအလုံးဟာလည်းဆုံးရှုံးနေတာမူရရသွားဒါကြောင့်မို့ဒီ၅ပါးသီလဆိုတဲ့ကိုချင်းသီလအခြေခံအဖြစ်အရေးကြီးဆုံး